multiple sclerosis ဆိုဒီမှာယောဂပြန်လဲဖြစ်ပွားခြင်းနဲ့တခါတရံပြန်လဲတက်တာခြင်းတို့ဖြင့်အထူးသဖြင့်သက်တမ်းရှိတည်တံ့သောနာတာရှိအာယုံကြောယောဂတစ်ခုဖြစ်သည်ယောဂပြန်လဲဖြစ်ပွားခြင်းဆိုဒီမှာလူနာသည်နှစ်ချမ်းခြေတော်များမတိတာခြင်းနှစ်ချမ်းခြေတော်များအားနေခြင်းမျက်စိမြင်တာမှုမမှန်ခြင်းလမ်းလျှောက်ရာတွင်မတိမငိမ့်ဖြစ်ခြင်းစသည့်ယောဂလက္ခဏာများကိုခံစားရသောအခြေအနေတစ်ခုဖြစ်သည်ဤလက္ခဏာများအနက်အများစုသည်၂၄နာရီကြာကြာမြင့်တက်ပြီးဒုတိယအချိန်ပြန်လဲဖြစ်ပွားမှုတစ်ခါထိအနည်းဆုံးလများနှဲငယ်ကြရမည်ဖြစ်သည် ထို့ဒုက္ခမှာတာလူနာတွင် clinically definite multiple sclerosis ဟုချက်ချင်းဆရာဝန်အနေနဲ့ယောဂသတ်မှတ်နိုင်ပါသည်သို့သောလူနာသည်ပထမဆုံးအကျိလာရောက်ပြသသည့်အခါတွင်ယောဂလက္ခဏာများပေါ်အခြေခံ၍သာ clinically definite ဟုချက်ချင်းသတ်မှတ်နိုင်ခြင်းမရှိပါ။ဒါကြောင့်ပဲစစ်ဆေးမှုတွေလိုအပ်လာတာပါ။ ယခုတော့နောက်ဆုံးပုံမှန်ဤတင်ညာများအထူးသဖြင့် mic contrast နဲ့၃ twist mic များကိုအသုံးပြုနိုင်လာတာကြောင့်တင်းငယ်တဲ့ flight cushion ကိုတောင်ရှာဖွေတွေ့ရှိနိုင်ပြီး symptom တစ်ခုတည်းသာရှိတဲ့ clinical vascular syndrome တွေမှာတော့ multiple sclerosis ကိုချက်ချင်းယောဂသတ်မှတ်နိုင်လာပါပြီ။ဒီမျိုးမှာတော့ tectonic flare images တွေ နောက်ပြီး contrast ဖြင့်တိုးတက်အောင်ပြုလုပ်ထားတဲ့ images တွေကိုပါအသုံးပြုပါရစေ။ဒါအပေါ်မူတည်ပြီးအုံနောက်ထဲမှာရှိတဲ့ lesion တွေရဲ့လက္ခဏာနဲ့အမျိုးအစားတွေကိုကြည့်ပြီးတော့ multiple sclerosis ကိုအခြားသောယောဂအခြေအနေတွေနဲ့ခွဲခြားနိုင်ပါတယ်။ မရက်အပြင် sir braspinal fluid analysis လို့ခေါ်တဲ့စစ်ဆေးမှုကပါအတုံးကျရပါတယ်ဒီမှာတော့ပုံမှန်စစ်ဆေးမှုအကင် all the clonal bands လို့ခေါ်တဲ့အရာကိုလည်းအားထားရပါတယ်ဒါရီမြင့်တက်လာရင်နောက်ပြီးမရမလည်းပြောင်းလဲမှုတွေရှိလာရင်တော့ multiple sclerosis ဖြစ်နိုင်ခြေပုံများလာပါတယ်ထို့ကင် visual evoke potentials sensory evoke potentials နဲ့ brainstem auditory evoke potentials တို့လိုပတ်မှုပေးတဲ့စံတမှုတွေကိုလည်းအတုံးကျကြပါတယ်ဒီစံတမှုတွေကလည်းထပ်ဆောင်ထောက်ထားနေတဲ့ထဲသတင်းစဉ်းစားကြပါတယ် ဒါပေမဲ့ Minex Finlays ကတော့စုံစမ်းစစ်ဆေးရမှာအဓိကအခန်းကဏ္ဍမှာရှိနေပါတယ်။ဒါအပြင် Multiple Sclerosis နဲ့ Syndrome Bipolar နိုင်တဲ့အခြားရောဂါအခြေအနေတွေကိုဖယ်ရှားဖို့အတွက်သွေးစစ်ခန်းစမ်းသပ်မှုတွေကိုလည်းလိုအပ်ပါတယ်။